င်္ဂပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းတရင်နေကိုတက်ဆက်ပြပါမယ်မန္တလေးတိုင်းကငတယောက်ညွတ်နေခွဲအတွင်းစေချောင်းထိုးလာပြန်တယ်အချက်ဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်ခိုက်ခြင်းမျိုးရမှာစေကောင်စီတပ်စေချောင်းတကြောင်လုံးချေမုံခံလိုက်ရပြန်ပြီးစစ်သားအယောက်80ကျော်ကအတိအသင့်တွေကုန်ကြပြန်တယ်အပြင်အဲ့ဒီစစ်သားမသာအလောင်းနေတဲ့အတူလက်နက်ခဲယမ်းတွေကိုပါတင်းသီးရရှိထားပြန်တယ်ဆိုပါတယ် ကြံဖက်စကောင်စီတက်ကမြန်မာနိုင်ငံမှာသူတို့စစ်တက်ကအနာသိမ့်နိုင်ဖို့2020ရွေးကောက်ပွဲမဲဆင်းမှာရွေးနေဆိုပြီးအပြစ်ရှာလိန်လဲပေးခဲ့သူဗိုလ်မှူးချုပ်မြတ်မင်းဦးကိုအကြံဖက်မင်းအွန်လိုင်းကပထမအဆင့်ဤပညာထူးချွန်စုတွေပေးအပ်နေပြန်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းဒီနေ့နေ့ကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ မန္တလေးတိုင်းကငတရောင်မြို့နယ်ကွယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးချေမုံခံလိုက်ရပြန်ပြီးစစ်သားအယောက်80ကျော်ကအတိအသင့်တိတ်ကုန်ကြပြန်တဲ့အပြင်အဲ့ဒီစစ်သားမသားအောင်တွေနဲ့အတူလက်နက်ခဲယမ်းတွေပါတင်းစီရရှိထားပြန်တယ်လို့ပကံပြီးဘလူးတက်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေတဲမှာလဲ အတုံယုံသိနေကြတဲ့စစ်သားတွေရဲ့မပါလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ကပဲမန္တလေးတိုင်းကငတယောက်မြို့နယ်ခွဲအတွင်းစစ်ကြောင်းထိုးလာတဲ့အင်အား80ဝန်းကျင်ပါအချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကထောက်ဝချင်းရွာအနီးမှာဝိုင်းပပိတ်ဆို့ပြီးတိုက်ခိုက်ခြင်းမျိုးရမှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးချေမုန်းခံလိုက်ရတယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား84ဦးကတော့အ တီးတီးတေကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသာလောင်းတွေနဲ့အတူလက်နက်ခဲယံတွေပါတင်းစီရရှိထားပြီးတော်လန်ရေးဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးသူတွားရတယ်လို့ဒဏ်ရာရတဲ့သူတွေလည်းရှိထားပြီးတော့စစ်ကောင်စီဘက်ကတော့စစ်ကြောတစ်ခုလုံးပျက်စီးသွားတဲ့အထိခြေမုံခံလိုက်ရတဲ့အတွက်ကြံတဲ့စစ်သားတွေဟာသွေယူသွေတန်းနဲ့ပြည်သူတွေရဲ့ဆိုင်ကယ်တွေပါအသက်အံလူယူပြီးထွက်ပြေးသွားကြတယ်လို့ပကံပြီးဘလူးတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အလားတူမတ်လ16ရက်နေ့ကလည်း ကတမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIP တဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမုံရမှာအဲ့ဒီမှာလေစစ်ကြောင်းတစ်ကြောင်းလုံးချင်းမုံခံလိုက်ရပြီးစစ်ကောင်စီတပ်သားအယောက်40ဝင်းကျင်ကအတိအသင့်တိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါလောင်းနေတဲ့အတူနောက်ထပ်စစ်သား34ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့တကွအရှင်ဖမ်းဆီးရမိထားပါသေးတယ်ခင်ဗျ တက်ဖက်မှာတော့အဂျမ်ဘတ်စကောင်စီတက်ကမြန်မာနိုင်ငံမှာသူတို့စစ်တပ်ကအနာသိမ်းနိုင်မှု2020ရွေးကောက်ပွဲမဲဆင်းမှားရွေးနေဆိုပြီးအပြစ်ရှာလိမ့်လဲပေးခဲ့သူဗိုလ်မှူးချုပ်မြန်မင်းဦးဆိုတဲ့သူကိုအချက်ဖက်မင်းအောင်နိုင်ကပထမအဆင့်ဤပညာဒူးဂျွန်စုတွေပေးအပ်နေပြန်တယ်လို့သိရပါတယ်။ဒါကတော့မတ်လ23ရက်နေ့ကပဲနေပြည်တော်စီယုံချုပ်ကအဲ့ဒီဗိုလ်မှူးချုပ်မြန်မင်းဦးဆိုတဲ့သူကိုအချက်ဖက်မင်းအောင်နိုင်ကနေပထမအဆင့်ဤပညာဒူးဂျွန်စုတွေပေးအပ်နေပြန်တာဖြစ်ပြီး မတ်လ16ရက်နေ့ကပဲစုပေးပွဲကိုကျင်းပပွားသေးတယ်လို့သိရပါတယ်။အဲ့ဒီဘုံမှုချုပ်မြင်းမီဦးဆိုတဲ့သူကတော့2020ရွေးကောက်ပွဲမှာ NLD ကအပြတ်အအနိုင်ရရှိခဲ့တာကိုရွေးကောက်ပွဲမဲဆင်းမှားရွံ့နေဆိုပြီးကြံ့ဖို့အမတ်ဦးတောင်အေးဆိုသူနဲ့တိုင်ပင်ပြီးတော့အပြစ်ရှာလိန်လဲပေးခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်အနာသိမ့်မှုအကွက်ကြကြစီစဉ်ထားတဲ့မင်းအွန်လိုင်းကပါတနိုင်ငံလုံးမဲဆင်းတွေကိုသူ့စိတ်ကြိုက်စစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မဲစင်တွေမှားရွင်းနေဆိုပြီးတော့ပါပြောပြီးတော့နိုင်ငံတော်အာဏာကိုလှုပ်ဆက်ခင်းပြီးအကြမ်းဖက်နှီးနဲ့တင်းယူခဲ့တာဖြစ်တယ်လို့အဲ့လိုဆန်တာဒိတ်မှုကြံစီကြတဲ့အထက်မှာအဲ့ဒီဗိုလ်မှူးချုပ်မြန်မင်းဦးရဲ့စနက်ကအဓိကပါဝင်နေတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဗိုလ်မှူးချုပ်မြန်မင်းဦးဆိုတဲ့သူဟာအကြမ်းဖက်မင်းအွန်လိုင်းရဲ့ယုံကြည်မှုကိုရပ်သွားပြီမယ်ဆန်တာဒိတ်ပြီးတဲ့နောက်မှာတော့သူ့ကိုပို့ဆောင်ရင်းနဲ့ဆက်တွေ့ဝင်ကြီးအဖြစ်ခန့်အပ်ခံရလိမ့်မယ်လို့မျှော်လင့်ခဲ့ပြီမယ်မင်းအွန်လိုင်းကသူ့ကိုကြောင်ထိုးထားခဲ့ပြီနောက်တစ်ခါ နိပညာနဲ့သက်ဆိုင်တဲ့သိပ္ပံနဲ့နိပညာဝင်ကြီးအဖြစ်ထပ်မံမျှော်လင့်ခဲ့ပြန်တော့လေအဲ့ဒီနေရာကိုပါတခြားသူကိုသာထက်ခန့်သွားတဲ့အတွက်ခဲလီသမ ्या တဲ့ကြီးကြခဲ့ရပြန်တယ်လို့လည်းသိရပါတယ်အခုတခါမှာတော့အချမ်းဖတ်ဒုစစ်ကောင်းဆောင်စိုးဝင်းရဲ့ယုံကြည်မှုရပြီးအဲ့ဒီဘုံမှုချုပ်မြန်မင်းဦးဆိုတဲ့သူဟာရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့နိပညာအဖွဲ့တွေတဲမှာဥဆောင်သူအဖြစ်ပါဝင်နေတဲ့အချိန်အချမ်းဖတ်မင်းအွန်လိုင်းကအဲ့ဒီဘုံမှုချုပ်မြန်မင်းဦးဆိုတဲ့သူကိုပထမအဆင့်နိပညာထူးကျွန်းစုတွေတွားပြီးပေးအပ်နိပညာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီဘုံမချုပ်မြမီဦးဆိုတဲ့သူမှာမိမဖြစ်သူနဲ့တားတူတမိတူရှိပြီးအရင်ကမြင်းဒီကုန်းစမ်းကြောင်းမှာနေထိုင်ခဲ့ကြပြီမဲ့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမြင်းဒီကုန်းမှာမနေရဲတော့တဲ့အတွက်နေပြီးတော့စစ်ရုံးချုပ်အတွင်းမှာမိသားစုလိုက်ပြောင်းရွှေ့နေထိုင်နေကြသလိုသူဟာစစ်ရဆွေးမှုတွေရဲ့အဓိကတမိုင်းတရားခံတဲ့ကတဦးအပါဝင်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ AR တိုင်းပသိမ်မြုံမြုံမှ yes scan date ကိုအမျိုးသားတအူးကကကြင်နှက်လက်ကိုင်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်မှုကြောင့် yes scan မှုကြော်စေလက်အပါဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရထားသလိုအဲ့ဒီအမျိုးသားလည်းကြီထိမှန်ဒဏ်ရာတွေရထားတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ data တည်င်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကမတ်လ16ရက်နေ့မနက်6နာရီလောက်မှာပဲပသိမ်မြုံမြုံမှ yes scan date ကိုအမျိုးသားတအူးကကကြင်နှက်လက်ကိုင်ဆောင်ပြီး yes scan ဝင်နေဝင်ရောက်လာပြီးတော့ စကန်နဲ့မှာရှိတဲ့ရဲတပ်သားရဲမေတွေအပါဝင် တွေ့တဲ့သူတိုင်းကိုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာရဲစခန်းမှုကျော်စီလက်အပါဝင်ရဲလေးဦးကထိခိုက်ဒဏ်ရာရသွားပြီးအကြံဖက်စစ်ကောင်စီတပ်သားတွေကအဲ့ဒီအမျိုးသားကိုတနက်နဲ့ပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့လက်ရှိမှာတော့အဲ့ဒီအမျိုးသားဟာကြီထိမှန်ဒဏ်ရာတွေရထားတဲ့အပြင်ရဲတွေကဝိုင်းဝန်းရိုက်နှက်ထားတဲ့အတွက်အသက်အန္တရာယ်ပါစိုးရင်ရတယ်လို့လည်းဖြစ်စဉ်ကိုသိရှိထားတဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာ မွေးရစေဝရောင်းဝယ်ဖောက်ကနေသူတဦးကို WY စေးပြား9000ကျော်နဲ့အတူပကပအဖွဲ့ကဖမ်းဆီးရမိခဲ့ပြီးကဏီမြို့နယ်မှာလည်းမွေးရစေးပြား2သိန်းကျော်ကိုဖမ်းဆီးရရှိထားတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါတယ်စင်ကုမြို့နယ်မှာတော့မတ်လ14ရက်နေ့ကပဲနတ်တောင်ကျေးရွာမှာနေတဲ့ပြည်စုံထေးဆိုတဲ့သူဟာမွေးရစေးဝရရောင်းဝယ်နေတဲ့သတင်းရရှိတဲ့အတွက်မြို့နယ်ပကပတာဝန်ခံရဲ့ညွှန်ကြားချက်နဲ့ပဲစင်ကုမြို့နယ်ပကပရဲဘော်တွေကသူ့ရဲ့နေအိမ်အတွင်းတွားရောက်ရှာဖွေစစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့လိုရှာဖွေတဲ့အချိန်မှာပဲ နေအိမ်တွင်းကနေ WY စိတ်ကြွမူရစေးပြ9000ကျော်နဲ့အတူမူရစေးရောင်းဝယ်ဖောက်ကားနေတဲ့ပြည်စုံထေးဆိုတဲ့သူကိုပါဖမ်းဆီးနိုင်ခဲ့ပြီးလက်ရှိမှာတော့ဆက်လက်ရေးယူမှုတွေဆောင်ရွက်နိုင်ဖို့အတွက်စင်ကူးမျိုးနဲ့အုတ်ချုပ်ရေးဌာနကိုလွှဲပြောင်းပေးအပ်ထားပါတယ်လို့လည်းစင်ကူးမျိုးနဲ့ပကဖတာဝန်ခံကိုတမ်မနီကပြောထားပါတယ်အလားတူတစ်ဖက်ကကဏီမျိုးနဲ့မှာလည်းမက်ရှလာစနေနေ့ကပဲမုံရွာရာကြီးလမ်းပိုင်းကစုပေါင်းဂိတ်မှာရမ်းမီနဲ့မြောက်ပိုင်းကနေတင်လာတဲ့ WY စာဒန်ပါစိတ်ကြွမူရစေးပြ9000ကျော်ကိုဒေါ်လာ8တပ်ဖွဲ့တွေကဖမ်းဆီးရရှိခဲ့ပြီး အဲ့လိုတက်ဆောင်လာတဲ့ကိုသိန်းလားဆိုတဲ့သူနဲ့မူရည်စေးတွေကိုပါတက်ဆိုင်ရန်ကဏီမြို့နယ်ပလဖတာဝန်ခံတွေစီလွှဲပြောင်းပေးခဲ့ပြီးပါပြီလို့လည်းရင်းမာပင် KIP ရဲ့အမှတ်နှစ်တရင်32တာဝန်ခံကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီကနေ့လည်းကင်းဒရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချီးစွတ်တင်ပါတယ်ကျွန်တော်နားငယ်ပါ